ရီးမီးယားလိပွဲစဉ်32လီဗာပူးနဲ့ဝက်ဆန်မင်္ဂလာပါခင်ဗျကိုခင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရစေစူပါဆန်ဒေးရဲ့ည9:00နာရီခွဲမှာရှင်ပြိုင်ကစားမယ်လီဗာပူးနဲ့ဝက်ဆန်တို့ရဲ့ပွဲကြိုး၃၀ကိုလှုပ်လိုက်ရအောင်ဒီပွဲနဲ့ပတ်သက်တဲ့အချက်အလက်လေးကီးဘောင်းစတေဒီယိုကိုကျွန်တော်တို့စပြီးတော့ဆွေးနွေးကြည့်ပါလီဗာပူးက EPL ပွဲစဉ်၃၀မှာဖူလန်ကိုမထင်မှတ်ဘဲနဲ့ရှုံးပွဲကြုံတွေ့ခဲ့တယ်ကံကောင်းတာတစ်ခုက လီဗာပူးကိုအနီးကပ်ဆုံးဖိအားပေးတဲ့ပြိုင်ဘက်အာစနယ်ပဲရှိတယ်။အာစနယ်ကလည်းအေဗာဒန်ကိုတည်ကြသွားတော့အမှတ်ကွာခြားချက်ကကြီးမားနေသေးပဲ။ပွင့်လင်းပြောရင်တော့ဒီတိုက်တရေးစင်းကလီဗာပူးအတွက်လို့ပြောလို့တောင်ရတယ်ဗျာ။ဒါမဲ့လည်းဟာငါတို့အတွက်ဒီဘလာအနီးဆက်ဆုံးဖြစ်နေတယ်။ပွဲစဉ်တိုင်းကိုဟိုဖိစည်းကန်စရာမလိုဘူးလို့တော့တွက်လို့လို့မင်းဟာ။တပွဲဆိုရင်စိုးတလောက်ကြောင်ပြောက်သွားရင်တနည်းအားဖြင့်အမှားရင်များသွားရင်နောက်ပွဲတွေမှာလည်းစိတ်တပိုင်းဆိုင်ရာအနေငယ်ရင်းရင်လာ။အဲ့တော့ကြောင့်ဖူလန်နဲ့ပွဲမှာရှုံးနေမှုကိုဒီပွဲစဉ်ပြန်ကုစားဖို့လိုတယ်။ချက်ချင်းတော့ဒီပွဲစဉ်မှာပါဗျာ ဥမာပြောနော်မတော်တဆတည်ကြသွားခဲ့မယ်အဲ့ဒါဆိုရင်ဟာနှစ်ပွဲစတိုက်လီဗာပူးနိုင်ပွဲပြောက်တယ်ဘာညာဆိုပြီးဖီအားတွေကပြန်ဝင်လာအောင်မှာဆိုတော့လီဗာပူးဒီဒီပွဲကိုဘယ်နည်းနဲ့မှအမှားယွင်းခံမှာမဟုတ်ဘူးနောက်ထပ်ရေးကြည့်တဲ့ဒီပိုင်းက အာစနယ်ဆိုရင်ရီယယ်မက်ဒရစ်နဲ့ကစားဖို့အတွက်အာယုံကချန်ပီယံလိကိုရောက်လီဗာပူးမှာအဲ့ဒီအာယုံဟိုလွင့်ပါမှုမရှိတော့ EPL တခုတည်းကို focus ထားပြီးပြန်ရသူတို့ဒီနေ့ရတယ်မှာဗျာဘယ်ဗလာမှမရတော့ဒီ EPL ဖလားတစ်လုံးနဲ့ရဖို့ပဲစူးစမ်းရတော့နောက်ထပ်တစ်ချက်က Liverpool တင်းရဲ့အဓိကကစားသမားတချို့ South Tottenham တိုးလိုက်ပြီအဲ့တော့ကြောင့်ဒီကစားသမားတွေဒီအသင်းမှာနောက်ထပ်နှစ်နှစ်ရှိတော့မယ် Virgil van Dijk နဲ့ Mo Salah တို့ဖြစ်ပါတယ်ပို့ပြီးတော့အာရုံစွဆိုင်မှုအပြည့်နဲ့အင်ပြည့်အားပြည့်နဲ့ပျော့ပျော့ရွှင်ရွှင်အသင်းအတွက်ပေးဆက်ကစားနိုင်မယ်အခြေအနေမျိုးပါဒီတင်းကလည်း Liverpool ူပူပရိသတ်တွေအတွက်ဝမ်းသာစရာပျော်စရာသတင်းပေါ့နော်။ Okay တစ်ဖက်ဝဆန်းကကြတော့ဘာမှသိထူးခြားမလာတဲ့ ပုံစံမျိုးပဲကျွန်တော်မြင်ရတယ်။ဒါကျွန်တော်သိတဲ့ Grand Border မှမဟုတ်ဘူး။ Chelsea က Grand Border ကိုပြောတာမဟုတ်ဘူးနော်။ဒါအသင်းယူကင်တွေတဲ့အချိန်မှာတော့ Grand Border ဖေးသွားတယ်ဗျာ။ထားလိုက်တော့တော်တော် Brighton အသင်းကိုနီးပြစဉ်အချိန်ကာလတုန်းက Grand Border တကယ်ကောင်းတာ။အဲ့တော့ Brighton လိုမျိုး West Ham ကိုကြစ်ကြစ်လေးလေးနဲ့ကစားပုံအလှအပတွေနဲ့မလုပ်ပေးနိုင်သေးဘူး။ West Ham အသင်းရဲ့အဓိကတောက်တိုင်ကစားသမားတချို့အားကိုးနေရသေးဖြစ်ပါတယ်။အဲ့တော့ကြောင့် West Ham ဒီ Liverpool ကို Anfield မှာတွားပြီးရှင်ကစားဖို့ဆိုတာတော်တော်လေးမလွယ်ကူတဲ့အခြေအနေပါ။နောက်ထပ်မပြည့်မနေသည့်ထားတဲ့အချက်က West Ham Liverpool တွေ့တိုင်းကိုပြည့်ရှုံးတာများတယ်ဒါအခုနောက်ဆုံးတွေ့တဲ့အချိန်ကာလတွေမှာပြောတာပြီးရင် first day ကျွန်တော်တို့ဆွေးနွေးဘရူးတိလိမ့်မယ်တနည်းအားဖြင့် Liverpool က Watson ကိုကိုပြည့်တီးနေကြအတင်းတင်းဒီလိုအချက်လက်တွေက Liverpool အတွက်ကိုအများကြီးဟိုအာတန်စေတဲ့အချက်လက်တွေဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်ကဲအဲ့တော့ကျွန်တော်အာရှရဲ့အကြောပြမှုလေးတွေကိုစတဲ့ဆွေးနွေးကြအောင်ခုနကကျွန်တော်ပြောခဲ့တဲ့အချက်လက်တွေနဲ့ကွက်တီပဲပေါ့နော်တလုံးရှုံး Liverpool ကပေးထားတာဒီကြောပြမှုဒီအခုတစ်ပတ်ရှင်ပြိုင်ကစားတဲ့ နော်ပရီးမီးယားလီဂ်ပွဲစဉ်တွေထဲမှာဒုတိယမြောက်အကျော်ပေးမှုအပြင်းထန်ဆုံးပထမအကျော်ပေးမှုအပြင်းထန်ဆုံးပွဲကတော့ Chelsea ပွဲပေါ့လေ Chelsea အနှက်ကိုးသွင်းမှာတဝက်ပဲပျော့မအောင် Liverpool ကကြတော့နှက်ကိုးသွင်းအပြည့်ပျော်ရှင်ခွင့်ရမယ်တကိုးအပြည့်ရှုံးမယ် Rickstock ယူရလိမ့်မယ် Liverpool တကိုးသွင်းမလားနှက်ကိုးသွင်းမလားကျွန်တော်တို့ကြည့်ရတကိုးသွင်းသွားပြီကျွန်တော်မြင်ရသလောက် Liverpool မှာ ဘာမှဟိုတခြား game တွေအတွက်ဖိအားလည်းမရှိတော့ဘူးဗျာအာယုံစိုက်เสียလည်းမရှိတော့ဒီပွဲစဉ်ုံမဲ့အောင်စူးဆိုင်မှုအပြည့်ဝကစားရင်းနဲ့ဂိုးကတော့ပြတ်လောက်တယ်လို့ကျွန်တော်ထင်တယ်တိုတယ်ကိုနဲ့တစ်ချက်ပြန်ချင်းကြည့်မယ်တိုတယ်ကိုကတော့ 3D ပါ 3D ဖြစ်တဲ့အတွက်ကြောင့် Liverpool 2-0ဆိုတဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာ handicap ပြာ Liverpool တင်းကိုစွန့်စားရွေးချယ်ကြည့်ချင်တယ်ဝက်ဆန်အင်းမှာကစားသမားကောင်းတချို့ပါတယ်ဆိုပေမဲ့ Anfield မှာကတော့ ဝက်ဆန်တင်ဒီလီဗာပူးအတွက်အစိတ်မရှိတဲ့အသင်းတစ်သင်းပဲဗျဝက်ဆန်ညင်းပယ်ချင်ပါတယ်လီဗာပူးပြိသက်လုပ်ပြရတယ်ခင်ဗျာကဲနောက်ထပ်မှဒီနေ့သင်ကြားရဲကကိန်းကနေအချက်လက်တွေနောက်ဆုံး6ချိန်ထိတ်တိုက်တွေ့ဆုံမှုမှာလီဗာပူးက9ချိန်နိုင်ပြီးတော့တစ်ချိန်ပဲတည်ကြတာတယ်အဲ့ဒီတည်ကြခဲ့တဲ့ခုနှစ်ကတော့2023-24ဘောလုံးရာသီကဝက်ဆန်ကွင်းမှာတူးတူးတည်ကြခဲ့တာဗျကျန်တဲ့9ချိန်မှာလီဗာပူးတင်းက၄ဘွဲ့ကိုပြတ်နိုင်တာအဲ့ဒီ၄ဘွဲ့ထဲမှာ ၃ဘွဲဟာ၅ဂိုးအတွင်းထားတယ်ပထမကြော်လုံးဟာဝဆန်းကွင်းမှာ 5C ပြီးရင် EFL ကပ်မှာ5-1ပြီးခဲ့တော့2023 24ဘောလုံးရသည်ပထမအကြော့ Liverpool ရဲ့ Anfield မှာ5-1ဆိုတော့ Liverpool ကဝဆန်းကိုတွေ့တိုင်းကျွန်တော်ရှေ့မှာပြောခဲ့တယ်ကိန်းကနေအချက်လိုက်ရအမဲရလို့လို့အသာကြီးရတယ်ဂိုးတွေအများကြီးတွေးနေအခု head to head မှာတူတယ်ကို 3D နဲ့ကျွန်တော်ပြန်ချိန်မယ်ဆိုရင်တပွဲမှာတူတယ်ကိုအန်တာမဖြစ်ခဲ့ဘူးအခုပေးတဲ့တူတယ်ကိုအကြောပေးမှုနဲ့ပြန်ချိန်တာနော် 2023ဘောလုံးရာသီမှာပဲသူတို့2-1ဆိုတဲ့ result ထွက်ပြီးတူတကူ3-2လက်ရှိပေးမှုနဲ့ကွက်တိဖြစ်မယ်။ချန်တဲ့ပွဲတွေအားလုံးက3-1တို့5-1တို့2-2တို့နော်5-0တို့အများတန်းလို့လို့ Liverpool ဂိုးပြတ်တယ်။နှစ်သင်းပေါင်းတွင်းကိုများအောင်များ။သို့တော့ကျွန်တော်ကတော့တူတကူရွေးချယ်ပေးမှုတော့အနေငယ်စိုးရိမ်နေ။အဲဒါကြောင့် handicap ပဲရွေးတာများပါတယ်။ဒီကိန်းကနဲအချက်လက်ရက Liverpool အသင်းကိုရွေးချယ်ခြင်းစရာအရန်ကောင်းနေပါတယ်ခင်ဗျာ။ကြည့်ကျွန်တော်နောက်ထပ်ဒီပိုင်း ဒီနှစ်သင်းရဲ့နောက်ဆုံး current form နေပေါ့နော် Liverpool ကတော့နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာရလတ်မကောင်းတော့ပါဘူးသုံးပွဲနိုင်သုံးပွဲရှုံးတာတယ်ရလတ်လေးတဖြည်းဖြည်းပြန်ကျလာတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒီထဲမှာအင်ကွင်းရှုံးပွဲတွေလည်းပါတယ်အဝေးကွင်းရှုံးပွဲတွေလည်းပါ Fulham 3-2နဲ့ကဒါအဝေးကွင်းမှာရှုံးတယ်2-1နဲ့ Newcastle ကိုရှုံးတဲ့ပွဲကအင်ကွင်းမှာရှုံးတယ် PSG 1-0နဲ့ရှုံးတဲ့ပွဲကအင်ကွင်းမှာရှုံးတယ်နိုင်တဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်တော့ဒါမှာ Seaside Derby မှာ Everton ကို1-0နဲ့နိုင်ခဲ့တယ် Southampton ကို9နဲ့ PSG ကိုဒီပထမအကြိမ်တော့နိုင်တယ်ပေါ့ဗျာအဲ့တော့ Liverpool ရဲ့ဆွမ်းဆောင်ရင်ပိုင်းကအခုနောက်ပိုင်း ပွဲတွေမှာတိတ်ပြီးတော့မတည်ငြိမ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။တစ်ဖက်ကဝက်ဆန်ကတော့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်6ပွဲမှာနှစ်ပွဲတိုင်းနှစ်ပွဲတည်းနှစ်ပွဲရှုံးထားပါတယ်။နိုင်တဲ့နှစ်ပွဲကတော့ဒီ၄ပွဲစက်တိုက်နိုင်ပွဲမပြောက်ခင်အချိန်ရပါတော့နော်။ဘယ်လိုပြောမလဲ။အခုနောက်ဆုံးကစားတဲ့၄ပွဲမှာဗျာဝက်ဆန်နိုင်ပွဲပြောက်ထားတယ်။ အဲ့မတိုင်ခင်တော့ကပဲအိတ်နိုင်ဘွန်းပွဲရခဲ့တာဒါပေမဲ့တခုတတိထားမှာ Arsenal 1-0နဲ့နိုင်တဲ့ပွဲစဉ်ပါတယ်ကကြိုးကကြောင်ရလက်တီထွက်တတ်ပါကဲကျွန်တော် Liverpool သင်းရဲ့အခုနောက်ဆုံးအိမ်ဝင်း6ပွဲစဉ်ရလက်၄ပွဲနိုင်ပြီးတော့2ပွဲရှုံးပါတယ်ရှုံးတဲ့ပွဲက PSG ကို1-0နဲ့ UCL မှာရှုံးတယ် EFL Cup မှာ2-1နဲ့ Newcastle ကိုရှုံးပါတယ်ခင်ဗျာဒါပေမဲ့ EPL ပွဲစဉ်တွေမှာတော့ Liverpool သင်းဒီ တောက်လျှောက်နိုင်တာတဲ့တို့တော့ဂိုးပြတ်တဲ့ပွဲစဉ်တွေကနှစ်ပွဲပဲရှိတယ်ဂျန်နဲ့ပွဲစဉ်နှစ်ပွဲကတော့ဂိုးမပြတ်ပါဘူး Everton 1-0နဲ့ကတ်နိုင်တယ် Wolverhampton ကို2-1နဲ့ကတ်နိုင်ပြီး Southampton 3-1နဲ့ဂိုးပြတ်တယ်လို့ Newcastle ကိုလည်း2-0နဲ့ Premier League မှာတော့ဂိုးပြတ်ခဲ့ပါအင်ကွင်းအလောက်ထိနောက်ပိုင်းပွဲတွေမှာမကောင်းတော့ဘူးလို့ဆိုနိုင်ပါတယ်ဝက်ဆန်းသင်းကတော့အဝေးကွင်းပွဲစဉ်တွေတော်တော်ချတယ်ဗျအာအီကို1-0နဲ့အမှတ်မထင်နိုင်တဲ့ဘွဲကလွဲရင်ဂျန်နဲ့ဘွဲတွေအားလုံးမှာတရေတွေကျထားတယ်ရှုံးသားပါတယ်အဲ့ဒါကြောင့်အဝေးကွင်းဆွမ်းဆောင်ရေးမကောင်းလို့ပြောနိုင်ပါတယ်ကဲ နောက်ဆုံးမှာကျွန်တော်ဗျူအပိုင်းခင်းချင်းเนาะအနေငယ်ဆူနီယောင်ဝဆန်းတင်ကတော့တူးချင်းတယောက်ချင်းကျွန့်ကျင်မှုအပြုတ်ကစားတတဲ့အသင်းတသင်းဗျအသင်းလိုက်ကစားတဲ့ဟန်မှာဂရီယမ်ပေါ်တာဘရိုက်တန်သင်းကိုချထားတဲ့ပုံစံနဲ့လာလာမြတ်မဆိုင်သေးဘူးကျွန်တော်ဘရိုက်တန်ရဲ့ပုံစံဝဆန်းကိုမြင်ုံမမြင်ရသေးဘူးဒါကလည်းတယောက်ချင်းကောင်းတဲ့ကစားသမားတွေ selfish ဖြစ်တဲ့ကစားသမားတွေပါနေတာလည်းဖြစ်ပါလေအခုဗျမမကူတက်စ်တူးချင်းတယောက်ချင်းအရင်ကောင်းတယ်အဲ့လိုကစားသမားတွေပါလာတာတတော်တနေရအားကိုးရဆိုတခါလေကြာရင်လည်းအရင် selfish ဖြစ်တယ်ဗျမမကူတက်စ်ကအဲ့လိုကစားဆိုတော့ လစ်ဗာပူးအသင်းဒီကာလီကြရင် ပြိုင်ဘက်အသင်းကိုဘောလုံးပေးပြီးတော့စော့စီတဲ့ပုံစံမျိုးတွေရှိအဓိကကလစ်ဗာပူးရဲ့ရွယ်ချက်ဒီဂိုးတကူကိုအထီရောက်ဆုံးနဲ့လှင်လင်းမြန်မြန်ရဖို့အတွက်အပြုတနည်းအားဖြင့် counter attack တွေကနေ Liverpool ဂိုးတွေဒီနေ့ရသည်အများကြီးရတာပါ Liverpool အသင်းဒီ pressing အကြမ်းပေးမယ်ပြန်ရသွားပြီဆိုရင် ပြိုင်ဘက်အသင်း ဘစ်တက်မလို့ရသေးတဲ့နော်ကစားကွက်တည်မရသေးတဲ့ခန်းစစ်ကစားပုံခန်းစစ်ရှိတ်တွေမပြင်ရသေးတဲ့အချိန်မှာကိုးသွင်းမှုကြိုးစားလေအဲ့ဒါလီဗာပူးရဲ့ဒီနေ့ရက်ဒီအကောင်းဆုံးနီးစနစ်တစ်ခုဆိုတော့ conclusion ဆွဲရမယ်ဆိုရင်ဝက်ဆန်အသင်းကသာအဲ့လိုတူးချင်းတယောက်ချင်းကျွမ်းကျင်မှုတွေနဲ့ပျော်ပြီးတော့လီဗာပူးကိုတိုက်စစ်စင်ကိုးသွင်းမှုတွေဘာကြီးလုံနေမယ်ဆိုရင်ဟိုက counter attack တွေနဲ့ဂိုးတွေပြန်ရဖို့ကျွန်တော်မြင်အောင်နေတယ်အဲ့တော့ကြောင့်လီဗာပူးသင်းကိုပဲရွေးချယ်ပေးကြပါရခင်ဗျာ